ကျကျွန်တော်တို့ဒီနေ့ဗာလေးလောင်လဲဆိုတော့ကျွန်တော်တို့ဒီမှာဂျင်ကဒီ roof ပေါ့နော် roof မှာကျွန်တော်တို့ဒီမှာ ridge ဆိုတဲ့ဟာလေးရှိတယ်အမေတော့ဘာမှမပေါ့ဒီပုံမှာဗာလေးဆိုတော့ကျွန်တော် plane တွန်းတယ်လေဒီကောင်ပြန်ပြီးတော့ကာဝါလုံးမှာရပါလိမ့်နော်မိုးမယူအောင်နော်ကဲအဲ့ကောင်အဲ့လုံးကြီးလေးနည်းနည်းလေးကြီးကြီးအောင်နော် ridge လုပ်တယ်နေအမေတော့လွယ်ပါလိမ့်နော်လွယ်တဲ့နေလေးရှိတယ်နော်အလားဒီပြောက်နော်ဟုတ်ပြီဒါကျွန်တော်တို့ဒါ first story အဲ sorry one story ပေါ့နော် တစ်ထက်လေးကိုဒီမှာဆွဲထားပြီးတာ roof လည်းလုပ်ထားပြီးတာနော်ဒီ roof တွေကတော့ဒါတွေကတော့ဘာမှအသိပြောရမရှိအောင်တည်ပြီးသားလို့ရတယ်မှာဒီ realistic နဲ့ roof မှာ material ကတ်ထားတယ်နော်ဒါဒီပုံစံလေးကတ်ထားတယ်နော်ကဲအဲ့ဒီပုံမှာဒီပုံမှာကျွန်တော်တို့ကျင်းတည်တယ်ဗာ plain တုတ်ခဲ့ရမှာလေနော် ridge ဆိုတဲ့ဟာလေးဒီမှာဒီခေါင်ပဲခေါင်ပါဘောနော်ခေါင်မှာအုပ်ပြီးတော့ like ကတ်နော် like ကတ်ကဲ like ကတ်မယ်ဆိုတော့ကဲအလွယ်ဆုံးနည်းကတော့တော်ဘာလို့မလဲဆိုလို့ရှိရင် okay ဲ view တစ်ခုကိုဟောနော် elevation view တစ်ခုကိုယူချလိုက်ပေါ့နော်ကျွန်တော်ကတော့ east south view လိုက်မယ်နော်ဘေးရင်ရဲ့မြင်းနဲ့ပြင်နော် south view လေးလိုက် okay ဒါကတော့ကျွန်တော်ဒီဟာနဲ့နော်ဒီကောင်တွေကဘာနဲ့လောက်ထားလို့ဆိုတော့ဒါကကျွန်တော် escape မှာရှိတဲ့ဟာကိုထည့်တာနော် okay ရပြီအဲ့ဒီကောင်ကဘာလို့မလဲတရားဒီကောင် select လုပ်ပြီး copy ကူးပြီးအပေါ်တင်ချလိုက်နော်အပေါ်တင်ချ copy ကူးပြီးအပေါ်တင်ချနော်အဲဟုတ်ပြီဒါဆိုရင်ဘာဖြစ်သွားလဲဆိုရင်ဒီမှာ အပေါ်မှာကျွန်တော်တို့ကနော်ဒီကောင်လေးနော်ရာကဲအဲ့ဒီမှာထူးစနာတစ်ခုထပ်ပြောပြမယ်ဒီကောင်ကဘာဘလို့အဲ့လိုမျိုးဒီလိုမျိုး open လေးဖြစ်သွားလဲသိလားနော်အဲ့လားလေးကတော့ဒါကျွန်တော်တို့နော်ဒီ TV ဓာတ်လို့ရရတော့ okay ပါတယ်ဘာလို့ open လေးဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ကဒီမှာဒီ session box မှာဒီမှာပြတ်ဟိုဖြတ်လိုက်တဲ့သဘောဖြစ်သွားနော်ဒါဆိုကျွန်တော်အဲ့ session box ကိုပြန်ပြီးတော့ range ကိုထပ်တိုးလိုက်မယ်နော်ဒီမှာ reveal လေးရှိရင်နော်ဒီမှာ reveal လေးရှိနော် okay အဲ့မှာကြည့်လိုက်ပါဒီမှာနော် session boss မှာဒီလောက်ထိပဲကန်တာနော် positive နော်ပြီးရင်တော့ဒီကောင် hide နော် close နော်အဲဒီမှာနော်အလားလေးလေး3000တော့တာများများလို့ကျွန်တော်ဒီမှာ okay ဒီကောင်လေးရနော်ဒီကောင်ကို copy ကူဘာလို့ copy ကူရဆိုတော့ဒီကောင်ကို copy ကူမှာသူနဲ့တိကျတဲ့ angle တွေဟုတ်တယ်နော်ဒီမှာလေနော်ဒီအပေါ်မှာဘာရှိမလဲဆိုတော့သူနဲ့တိကျတဲ့ angle လေးတွေနဲ့သွားပါလိမ့်နော် အဲ့ဒီကောင်ကိုဘယ်လိုလုပ်မှလဲဟုတ်တယ်လေအဲ့လားနော်ပညာပါနော်ဒီလိုမျိုးလေးနီးဒီလို angle ဆောင်းလိုက်ဟာလေးရှင်လေဒီ angle ဆောင်းတော့တာတည်ပြီးသားပါနော်ဒီမှာ select လုပ်လို့ရှိရင်ကျွန်တော်ဒီမှာလေဒါနဲ့ဆရာဒါကျွန်တော်တို့က29 degree နဲ့လောက်တာအဲ့ဒီနော်အဲဆိုဒီဘက်ဒီဘက်ဒီလက် main main slope ပါနော်29တော့ပါအဲ့ဒီမှာဒီလိုမျိုး rich လိုမျိုးလေးအုပ်မယ်နော်အုံးမယ်ဆိုတော့ဒီကောင်ကဘာလို့ ਆ လဲသိလားအဲ့ဒီကောင်လေအဲသူ့ရဲ့လမ်းကြောင်းက ဒီအပေါ်လေးတွေမှာပဲဟုတ်တယ်နော် biscuit ဘယ်ညာလေးမှာပဲနော်ဘယ်ညာလေးမှာပဲရှိမယ်ဆိုကျွန်တော်တို့အဲ့ကောင်ဘာနဲ့ဖောက်အောင်လဲဆိုတော့ဒီ opening လုပ်ပေးရနော်တတိယပြင်အပြင်မှာကျွန်တော် autocad မှာဆို substrate လုပ်တဲ့ဆိုရင်သဘောပဲလေဟုတ်တယ်မလားနော် substrate လုပ်တဲ့ပုံစံဒါမလိုအပ်တဲ့နေရာတွေမှာ substrate လုပ်ရအောင်နော်နေရာတွေကောင်မလိုမလိုအပ်တဲ့နေရာမှာ substrate လုပ်ရအောင်ပုံမှာကျွန်တော်နမူနာပြပေါ့နော်ဘာဘာကိုပြောချင်လာတယ်ပေါ့နော်ဒီကကြည့်ရအောင် ကျွန်တော်အော်တိုကတ်ဒီပါရေးဘာကြဆိုလို့ရှိရင်ဒီမှာကြည့်လိုက်မလိုအပ်တဲ့နေရာကိုဆက်ဆက်လုပ်ပြန်လေဥပမာဒီပေါ်မှာဒါဒီကောင်ဒီကောင် copy ကူးတာပါ copy ကူးလို့ဆိုကိုလိုချင်တာကဒီနေရာလေးပဲလေဒီဘက်ကေဟိုဘက်ကေနော်အဲ့လိုမျိုးနော်ဒါ rich နေရာပဲနော်ဒီလိုမျိုးဒီ zone နေရာပဲတော့မနော်အဲဒါမျိုးလေးလေဟုတ်လားဒါမျိုးပေါ့နော်အဲဒါမျိုးလေးနော်ဒါစဉ်းစားဖို့စဉ်းစားလေးပြပြနော်ဒီလိုမျိုးတော့လာလေနော် ီလိုမျိုးလေးနော်ဒီဘက်ဟုတ်ပေါ့နော်အဲလိုဒါနော်ဒီလိုမျိုးသွားတာပြီးတော့အဲဒီအဲ့ဒီနေရာကိုဒါကျွန်တော်တို့ကဘာလို့ ਆ လဲသိလား substrate သဘောဆိုတော့ဒီကောင်ကြီးကိုခြံထားမှာလေခြံထားမယ်ဆိုတော့နော်ဒီမှာကြည့်နော်ဒီအဲဒီလိုမျိုးနော်ဒီလိုမျိုးလေးဒါ just နော်ဒါ not sketch ဆိုပြနော်အဲဒါမျိုးနော်လိုချင်တဲ့အစိပ်ပိုင်းကဒီနေရာလေးနော်ဒီနေရာလေးဒီဘက်ကဒီဘက်အခြမ်းကြီးကိုဘာလို့ ਆ မလဲ ဒီဘက်ချမ်းနေဒီလိုချမ်းနေဒီဘက်ချမ်းနေကိုဘာလို့အောင်လဲဖဲ့ချပါလေเนาะအဲ့အဲ့သဘောပေါ့နော်အဲ့လိုဖဲ့ချဖို့အတွက်ကကျွန်တော်တို့ဘာကိုတောင်းရလဲဆိုတော့ဒီဒီမှာကျတော့ဒီလိုမျိုးဟို auto cut မှာတော့ subscribe ခေါ်တော့ဒီမှာကျတော့ကျွန်တော်တို့ဘာလို့လဲအဲ open knee နဲ့ဒါတော့เนาะ open knee နဲ့ဖောက်ပေးရအဲ့ open knee မှာမှเนาะတည်ပြီးသားလူတွေတော့သိပါလေ open knee မှာမှ by face ရှိတယ် vertical ရှိတယ်ဒီမှာ by face နဲ့တော့ဖောက်လို့မရပါဘူး vertical တိုင်းလို့ခေါ်တဲ့အဲ gravity တိုင်းပေါ့နော် ကမ္ဘာဆွေရာအတိုင်းဖောက်ချပါတော့ဒီ vertical အတိုင်းတော့90ဒီဂရီကကမ္ဘာဆွေရာအတိုင်းတော့ by face ကတော့သူ့မျက်နှာပြင်တိုင်းဖောက်ရင်တိတ်မမနော်အဲဒါဆိုကျွန်တော်တို့ကပါလဲအဲ vertical နဲ့ဖောက်ချပါနော်အဲကော opening vertical opening နဲ့ clean နဲ့ပြီးလို့ရှိရင်ရပြီဒီမှာဒီတော့ state up ဘာကိုကြည့်ကြည့်လိုက်ပါ select a roof oh sorry flow roof ceiling ဒါမှမဟုတ် soft fix not to create a vertical opening မြေဘယ်ကိုလုပ်ချင်မဲ့ဟာဘယ်ကောင်းလဲအခုကျွန်တော်တို့က လုတ်ချင်ပဲ vertical opening မှာလုတ်လို့ရတဲ့အမျိုးအစားတွေအများကြီးအခုကျွန်တော်တို့လုတ်မဲ့ဟာ roof ဆိုတော့ဒီမှာဒီကောက်မှာရဲရတာ click တာနေချလိုက်နော်နေချဒါပဲလေအဲ့မှာ sketch mode ပေါ်လာပြီမဟုတ်လားနော်ဒါ tab တစ်ခုပေါ်လာပြီဒီနေ့ကပဲ modify opening boundary ဒါမှမဟုတ် create opening boundary ဆိုပြီးပေါ်လာပြီအဲ့ဒီမှာကိုက sketch ဆွဲလို့မလဲအဲဆွဲတဲ့ကောက်မှာဒီလိုသူတိပြုနေကြအောင်အဆင်မပြေတော့ဘူးဒီကောက်ကကျွန်တော်တို့အားလာမလုပ်မနေဒီကောက်ကကျွန်တော်တို့ကဒါ roof level ပေါ့နော်အဲ့ဒါကျွန်တော်တို့ roof level ပေါ့ဒါကိုကျွန်တော်တို့က roof level လုပ်ထားဆိုကျွန်တော် roof ကိုရေးလိုက်ပေါ့နော်အဲ roof ကိုရေးလိုက်လို့ဒါမှမဟုတ်အဲ့လိုမဟုတ်ဘဲနဲ့ခုန 3D မှာပဲကျွန်တော်တို့ဘာလို့လို့ရလဲသူမှာ top နော် 3D တိုင်းပဲလှည့်လို့ရအောင်နော်အတူတူပဲနော် any how ပေါ့နော်ကိုချက်တာတွားလို့ရအောင်နော်ဒါအလိုလိုပြီးရင်တော့ကျွန်တော်တို့ကဘာလို့မလဲနော် pick နဲ့လေဟုတ်တယ်နော် pick နဲ့ဒီမှာ assistant ရှိတယ်နော် pick နဲ့ကျွန်တော်ဒီဘက်ကိုဘယ်လောက်တောင်းမလဲဒီဘက်တောင်းမလဲဆိုတော့အာကျွန်တော်ကတော့อืม ရှင်းလက်မဆယ်လက်မလောက်နော်ကဲလုတ်ကြည့်လိုက်မယ်အရင်ရှင်းလက်မလောက်လုတ်ကြည့်လိုက်မယ်နော်ပလိန်တွတ်တဘောပေါ့နော်ပလိန်တွတ်တဘောရှင်းလက်မလောက်လုတ်ကြည့်လိုက်မယ်နော် something อืมဒီကောင်ဆိုဒီပေရင်ရရှင်းလက်မကတော့ပါပဲကဲရှင်းလက်မဟုတ်လားမလေးရဲကလေးနေမဟုတ်လားကလေးနေနော်အဲနော်နော်ဖိရှ်အာနာလေးတဲ့နော်ဒီကောင်ဒီဒီမျောမလို့ဘူးနော် ဖုန်းနဲ့ H ပဲเนาะဒီနေရာလေးပဲပေါ့အဲ့ဒါ3တော့ဒါ 3D နဲ့ top view ပြီးတော့လည်းလုပ်လို့ရအောင်เนาะဒီလိုတော့ဒါရှင်းလောက်မှာပေါ့เนาะเนาะဒါရှင်းလောက်မှာရှင်းလောက်ဟောပါပဲเนาะဒီမြောင်းပိုင်းမလို့ဘူးเนาะဘဘဒီပဲရှင်းလောက်မှာဘဘဒီပဲရှင်းလောက် တွီးတီတော့ကြည့်ပါဦးနော်တွီးတီတော့ဒါကတော့တွီးတီတော့မလို့ဆိုဒီကောင်လှည့်ကြည့်လို့ရတယ်ဟုတ်တော့နော်ကျွန်တော် ship နော်ဘာလေးနဲ့လှည့်ကြည့်နော်ဒီတော့လို့နော်ဒါတော့လို့ဖြစ်သွားလိမ့်မယ်ဒါနော်ဘာလို့ဟိုကျွန်တော်တို့က roof roof level ဆိုတော့ဒါ roof level မှာဒီလိုမျိုးသွားလိမ့်မယ်ဒါပေမဲ့ရွေးထားတဲ့ကောင်ကဒီကောင် active ဖြစ်နေတော့ဒုံးပါလိမ့်နော်အဲ့ကောင်ဒုံးပါလိမ့်ကဲဟုတ်ပြီဒါပေမဲ့ဒီတိုင်းမပြီးသေးဘူးเนาะဒီ roof တက်လဲတော့လို့ရเนาะအကျိုးပဲဒီ roof plane နဲ့လဲတော့လို့ရเนาะဒါဘယ်လိုပဲဖြစ်ဖြစ်တော့လို့ရเนาะ โอเคဒီလို root frame မှာကျတော့ကောင်းတာကိုယ့်ရဲ့ဒီ visual style မှာပဲဖြစ်ဖြစ်เนาะ detail level မှာဖြစ်ဖြစ်ကြိုက်လို့တွားပြီးတော့ဒီမှာကြည့်လို့ရအောင်โอเคဒါပေမဲ့ဒါကဟိုပါပဲရှိရင်နှုတ်မဲ့เนาะကျွန်တော်အဲ့ဒါတခုတတိထားလို့ကျွန်တော်ခုနကဘာပြောလဲဆိုတော့နှုတ်ချမဲ့ဟာက close ဖြစ်အောင်เนาะ substrate ပေါ့နော် substrate autocad မှာဆို substrate တဘောက close ပြရမယ့်ဟာဒီလိုလေးဒီလိုအဝိုက်ဒီလိုဝိုက်ဆိုကဲကျွန်တော်တို့ကဘာထက်လောက်ရလဲဆိုတော့ဒီမှာကကျွန်တော်တို့ကတာတွေပါလောက်ထားလေအဲဆိုဒီကောင်ကြတော့ pick ပဲတော့0နဲ့ပဲ pick လုပ်လိုက်ဒါကတော့သူ့ရဲ့ mode အစုံမှာတက်တက်တာပြီးတော့ကျွန်တော်ဒီမှာတက်တဆင်းနေပြန်ပြီ close 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 ပြရမှာလေတော့ဒီဘက် close ပြရအောင်တော့အဲဆိုကျွန်တော်ကဘာလဲ trim extend လို့ခေါ်တာလေနော် trim extend လို့ခေါ်တာ tr လို့လည်းခေါ်တာ autocad လို့မျိုးပဲနော် tr နေလိုက်နော်ဒီနေမှာ click နေ okay close wave ရအောင်နော်နှုတ်မဲ့ကောင်ကို close wave ရအောင်နော် ဘာလို့ဆိုတော့ vertical opening ဒီเนาะ opening တွေက close ဖြစ်မဲ့ကောင်လုံးမှ substrate ပုံစံပြုမှုတာเนาะဟောကျွန်တော်တို့ကဘာရောရနိုင်လဲဆိုတော့ဒီအပေါ်ဟာကိုပဲတွားပြီးတော့ဒီဒီအခုကိုမြင်နေရတဲ့เนาะ risk ကိုပဲတွားပြီးတော့ close တွားလို့လို့မရအောင်เนาะ risk ဆိုတဲ့ဒီ silver silver ဖြစ်တဲ့နေရာကိုတွားပြီး close လုပ်လို့မရအောင်ဒီတွားပြီးเนาะဒါကတော့မှားတယ်လို့เนาะ opening လို့เนาะ vertical opening လို့ခေါ်တဲ့ဟာဒီ ဟို close ဖြစ်တဲ့ကောင် open လုပ်မယ်ဆိုတော့ဒီနေ့ကပဲ subscribe လုပ်ချမယ်သဘောပဲလေအဲ့ဒါဒီသတိထားနော် okay ဒါဆိုဒီတစ်ပတ်ရအောင်တော့ဒီတစ်ပတ်ရအောင်နောက်ဟိုဘက်ဟိုဘက်ကျတော့ဒီမှာဒီမှာတီးအရင်ဆုံးထင်းချလိုက်နော်ဒီကောင်လေးသွားမယ်ပြီးလို့ရှိရင်ဒါ pick နဲ့ zoom zoom နဲ့တို့တော့နော်တကူချင်းရင်သွားလိုက်နော် close close ဖြစ်မယ်နော်နော် close ဖြစ်မယ် open လေးလုပ်မယ် area နော်အဲအဲ့ဒါလေးသတိထားနော်အခုတည်းဒီနေရာလေးက ဒီနေရာလောက်အောင်မနော်ဒီဘက်ကိုသွားပြီးတော့ဒီမှာ reach နေရာကြီးသွားမလို့ opening ဖြစ်နေလို့နော်အဲအလားလေးတတိထားပါ Very easy ပါနော်ဒါပြောလို့တာကြားလေဟုတ်တယ်နော်ဒီမှာ pay train ဘယ်ရအောင်ထားနော် Okay ရပြီဒီမှာ1 close 2 close 3 close ဒီဘက်အကြီး close ဒီကောင်းလိုက်အတိုင်းပဲ pick နေပဲလို့နော်ဒီကောင်ဒီ တို့တို့အထွေထူးပြောစမ်းပါเนาะဒါတွေကတော့တည်ပြီးသားလို့ယူဆပါတယ်ဒါ edit လုပ်တဲ့ tool တွေเนาะတော့ဒါ close close တွေ့ရတော့ဒီကောင်းလားဒီ close ဟုတ်ပြီရတော့တော့ဒီမှာတခုထားပါမယ်เนาะဒီကောင်းလေးဒါတော့ခေါင်ဝက်ကိုယ့်ရဲ့เนาะခေါင်လုတ်တဲ့ကိုယ့်ရဲ့ဗေဒင်ပေါ်မူတည်ပြီးတော့ဒါလည်းနေချင်းများချင်းကိုယ့်ရဲ့ဗေဒင်ပေါ်မူတည်ခြင်းเนาะ ာနည်းနည်းလေးတော့ဆက်ရှိရပါမယ်သူရဲ့နားလေးဟုတ်လား okay ရပြီ very nice ဒီမှာကြည့်လိုက်နော်ဟုတ်ပြီအဲဒီမှာလေးနော်ဒီမှာ close တစ်ခုနှစ်ခု၃ခု၄ခု၅ခု၆ခုထားပဲလေပြီးရင်တွေ့တွေ့တော့ကြည့်ပါအောင်ရတယ် okay ဒီမှာအားလုံးဟာဒီမှာ close တွေဖြစ်နေပြီတွေ့အောင်နော်အာနော်အရင်နော် close ပြရမယ်အဲ့လားတတိထားပါ opening ဆိုတော့နော်အဲ့ close ဒီ risk နေရာ risk ကို close မလုပ်ရဘူး ကို subscribe လုပ်မဲ့နေရာကို close လုပ်ပေးရအောင်နော် okay ဒါပြီးသွားလို့ဆိုတော့ change နေတယ်ဒီတစ်ပါးတော့ဗာလဲဆိုတော့ open link ဆိုတော့ finisher ပေးချလိုက်ရေးတာနေချလိုက်ဒီမှာကြည့်ဘောတူဘာလို့လဲဆိုကျွန်တော်တို့ edit ဖြစ်မဲ့เนาะတူကတော့တော့ကျွန်တော်တို့ကတော့ဒါ roof roof ကိုဒီကော copy ကူးရတဲ့အခါကျတော့ sketch ကရုပ် level ပါဖြစ်နေလိမ့်မယ်လေဒီမှာဒီ east နဲ့ပြเนาะ sketch ကတော့တော့ဘာ level ဖြစ်မလဲဆိုတော့ဒါဒီမှာလေးဒါ roof เนาะ sketch ကတော့ roof level ဖြစ်သွားပြီးတော့ဒါကြီးကျတော့လုတ်ပြီးတော့ opening နေကျွန်တော်ဒီကောင်ကိုရေးထားတဲ့အတွက်ကြောင့်မလို့ဒီကောင်လေးဖြစ်သွား very easy ဟုတ်တော့ဒါပါလို့ကဲအဲ့ဒီကောင်ကြီးကိုကျွန်တော်ကဘာလို့မှလဲအဲ့ဒီကောင်ကြီးကိုကျွန်တော်အောက်ကိုဘာလို့မှဆွဲချဖို့ဟုတ်တယ်နော်ဒီကောင်ကိုအဲ့အောက်ဆွဲချဖို့ကျတော့ face တစ်ခုနဲ့ပေါ့နော်ဘာလဲဆိုတော့ကောင်းတာက short view နဲ့ကြည့်လိုက်နော် short view နဲ့ကြည့်လိုက်အဲ့ဒီကောင်မှာပြီးရင် wire frame လို့နော် wire frame နဲ့လို့နော် နော်တတိယပြင် visitors time မှာ wireframe wireframe ဘာလို့လိုလဲသိလားဒီမှာလေသူ့ရဲ့ဒါကျွန်တော်တို့လုပ်ထားတဲ့ဒါ roof ကနော်အဲ့ roof လုပ်တဲ့နေရာမှာလည်းသတိထားပါကျွန်တော်တို့ကဒီ modeling မှာလေ thickness ကိုကျွန်တော်ဘယ်လောက်လဲတလမနဲ့ဒါကတော့အပြင်မှာဆိုရင်တော့သူပြားကတော့ .41 mm အထူဆုံးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီ modeling လုပ်တဲ့ခါကျတော့ .41 နဲ့အရင်ပါတဲ့ခါကျတော့တလမလောက်ကိုယူထားလိုက်နော်အဲဒီကောင်မြင်နေရတလမတူလေပုံမှန်လဲအဲ့တိုင်းပဲနော်တလမအဲ့မှာဘာလို့မလဲ ဒီကောင်ဆလတ်လို့ move flow ကြောင်းเนาะ move flow ပြီးတော့ကျွန်တော်အောက်ကိုဆွဲချောင်းဒီအဖောကအောက်ကိုတောင်းတော့အဲ့ဒီမှာတခုတတိထောင်းအောင်မှာညအောက်ကိုဆွဲချောင်းလို့မရတယ်ဟာလာဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော် constraint ကြောင့်မှာအဲ့ constraint ကိုဖြုတ်ပြရနော် constraint ဖြုတ်လိုက်တော့မှကျွန်တော်ရပြန်ဆလတ်လို့နော်ပြန်ဆလတ်လို့မယ် move လုပ်မယ် constraint ကိုဖြုတ်ပြီးတော့မှအဲ့ဒီမှာကောင်းတာကဒီကောင်းရဲ့ဒီအပေါ်ရဲ့ဒီ down ကိုဟုတ်တယ်လေဒါသူ့ရဲ့ thickness မှာဒီကောင်းလေးယူ cho nó đua thì roof mà nó là có cô dấu đo ngủ thì nó gì đấy cô dấu ngủ thì nó ပေါ်လူရည်တဲ့အဲ့ဒီကောင်းဟုတ်တယ်နော်ဒီမှာကြည့်လိုက်ပါ 3D ဗီဒီယိုတော့ကြည့်လိုက် Okay very nice ဒါပါပဲနော်နော်အဲ့လားလေးကိုကျွန်တော်တို့ကတတိထားပါအာဒါဆိုရအောင်နော်ဒါတွေ့လားနော်ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ rate ကိုရကဲနောက်တစ်ခုဒုသနာတစ်ခုရှိသေးတယ်ဒါပေမဲ့ rate ရပေမဲ့လည်း ျွန်တော်တို့ရဲ့ material ဒီဘာဖြစ်နေလဲဆိုတော့ဒီ root ကပတ်တန်နဲ့ဒီကောင်ကဘာလဲသွားတူနေတူနေကကြောင့်အဆင်ပြေဘူးလေဒါက plane tool ဆိုတော့ကျွန်တော်ကဘာလုပ်မလဲဒီကောင်ကို select လုပ်ပြီးတော့ဒါကတော့တည့်ရတဲ့အတိုင်းပါပဲ edit တိုက်ထဲမှာကျွန်တော်ကဘာလုပ်ရလဲဒီ rooping ကိုဒါကြတော့ဒီကောင် risk ဆိုပြီးတော့ not တခုကို material ကပ်ပေးရတယ်နော်အဲအလားလေးတော့ဘာမှတော့ trade တူးမရှိပါဘူးဒါက material အစ်တနော်ဒါအစ်တတို့တဲ့ဒီက rename ပေးပြီးတော့ RYD GE risk ကပ်နော် လင်းတို့မပြောလိုက်ရနော်ဟောဒီမှာရှိပြီးသားဟောဒါမှမဟုတ်နော်ဒါကျွန်တော်ဒီမှာ rich နော် rich color ဆိုပြီးတော့လုပ်ပြီးသားရှိပါလေ Okay ဒါဆိုကျွန်တော် rich လို့ပဲလဲနော်ဟောဒါကျွန်တော်ရှိမှလုပ်ပြီးသားမဟုတ်လို့အဲ့မှာ color ကို appearance မှာသူနဲ့အနည်းသက်ဆုံးတွေ့ color ပေါ့နော် something ဥမာအနည်းဟောင်းကိုနည်းနည်းလေးရှင်းနော်ဟောပါမယ်နော် ပလိန်တို့ပေါ့နော်ပလိန်တို့ကဒါကတော့ကိုအနီအောင်မို့လို့အနီအောင်နဲ့အနည်းဆုံးတူတဲ့ဟောင်းယူလိုက်အပြာဆုံးအပြာပေါ့နော်ခေါမိုးပေါ့ဘူတီရောအစ္စတပန်ဟောဒီကောင်မတူတယ်ပေါ့နော်ဟော sorry အဲ့မှာဘာလို့အလိုအကုန်ပြောင်းရလဲဟုတ်ပြီကျွန်တော် duplicate မလုပ်နိုင်မိလို့နော်အလားလေးသတိထားပါနော်အလားလေးသတိထားပါနော်ကျွန်တော်သတိထားနော် select လုပ်မယ် edit နော်ပြီးလို့ရှိရင်ဘာလို့အောင်လဲ duplicate လုပ်မယ်ပြီးလို့ရှိရင်ဒီကောင် rindg rich လုပ်လိုက်တယ် နော် duplicate လောက်အောင်နော်ငါရှင်းပြီးသားနော်ဒါကျွန်တော်အရင်အရှိမရှင်းပြီးသားဆိုတော့ i t g rich နော် c o l o account နော်ဒါရှင်းပြီးသားမလို့ပြောအောင်နော် okay နော်ပါလွတ်လိုက်မယ်ပြီး edit ထဲမှာခုနလိုမျိုးပဲဒီကော rich နော် page ဆိုတာရှင်းပြီးသားလားကျွန်တော်ပြန်ပြီးတော့ကြည့်ကြမယ်နော် r i g r i d r i d rich error မှာနော် okay ဒါဝင်လိုက်မယ်နော် page ကအဲဒါကတော့ကျွန်တော်တို့တည့်ရတဲ့အချိန်မှာလည်းဒါကြိုချိုက်တော့ယူလိုက်နော်အဲ့ဒါ duplicate လုပ်ပြီးတော့ okay လုပ်လိုက် very nice မှတ်ကြည့်လိုက်သိရနော်ဒါက plain tool ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ ruby ရဲ့ဟာကဒီ material နဲ့မတူအောင်လုပ်မှာရောက်နော်ကဲဒါလေးကတော့ကျွန်တော်တို့ဘာနဲ့လုပ်ရလဲအဓိကနောက်ဆုံးကောက်ချက်ချခြင်းဟာတော့ဘာမှမဟုတ်ပါဘူးချီပီးရအောင် copy ကူးပြီးတော့ဆွတ်တင်လိုက်နော်ဆွတ်တင်ပြီးတော့ဘာလဲ vertical အဓိက main ကိုပါပတ်ထားနော် ပူပန်နီပန်နယ်ထဲမှာရှိတဲ့ vertical နဲ့တာဖောက်ချလိုက်အဲ့ဒီမှာမှတခုတတိထားပါ bridge လုံးမဲ့ area ကို close မလုပ်အောင်နော်နော်ဒီမှာလေးအခုဒီကောင်ကြီးမြင်လိုက်တော့လေခုနကကျွန်တော်တို့ဒီလဖောက်တဲ့နေရာမှာ bridge လို့တော့ဒီလိုကြီးသွား close မလုပ်လိုက်နော်အဲ့ close လို့တဲ့အဲ့ကောင်ဒီနေရာကြီးအဲ့ဒီအခု race နေရာပေါက်သွားလိုက်သူ့ရဲ့ sentiment ကို close လုပ်ပြီးဖောက်နော်โอเคနော်ရအောင်နော်โอเคဒါလေးခြေပြီးတော့နော်ဒါဘူးတူတော့တိုးသွားနေနော်โอเคကျေးဇူးပါနော်